မင်္ဂလာပါဒီနေ့ည7:00နာရီမှာကစားမယ်ပေါ့နော်ပရီးမီးယားလီဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဖူဝမ်နဲ့စပါးပွဲလို့သုံးသပ်ပေးမယ်ကျွန်တော်ထွန်းတောက်ပါဒီအင်ရှင်အတင်းဖြစ်တဲ့ဖူဝမ်အနေနဲ့ကတော့ပေါ့ဒီလက်ရှိမှာ7ပွဲလောက်ကစားပြီးချိန်မှာအနံရှုံးတော့မျှနေတယ်ပေါ့ပွဲတိုင်းလိုလိုတွင်ကိုဖော်ဆောင်နိုင်ပေမဲ့လည်းအင်ငွေးအနေနဲ့ကတပွဲလောက်ပဲအနိုင်ရရှိခဲ့တာဗျတစ်ဖက်အတင်းဖြစ်တဲ့စပါးကိုကြည့်မယ်ဆိုရင်တော့ပေါ့ဒီဒီအဆုံ9ပွဲလောက်ကစားပြီးချိန်မှာပေါ့၃ဘွဲလောက်ပဲနိုင်ခဲ့တယ်ဆိုပေမဲ့လို့ဒီပရီးမီးယားလိမှာတော့အဝေးခွင့်အနေနဲ့ရှုံးဘွဲမရှိသေးဘူးပေါ့ ဒီ Ewish ကိုမှတုံးကိုပြက်တဲ့အနိုင်ရရှိခဲ့တယ်လို့မျိုး Brandfor ကိုလည်းပေးကိုမရှိဘဲနဲ့ငကိုပြက်တဲ့အဝေးဝင်းမကနေနိုင်ခဲ့တာပေါ့ဒီတိုက်စစ်လိုင်းကလည်းတောင်းတဲ့အပြင်မှာဆန်းရဲ့ Dominic ရဲ့နဲ့ဒီ Johnson တုံးရောလုံးကလည်းတွဲပဲညီတာပေါ့ဒီညာအတွက်ကတော့ Twin ကိုပေါ်ဆောင်နိုင်မယ်လို့တော့မျှော်လင့်နေဗျကျေးရအောင်ကြည့်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဒီဖူဟန်ဘက်ကနေပြီးတော့မှ တရီကို25ပြားရှုံးရနေပြီးတော့အခုချိန်မှာတရီကိုအနောက်တရားပေါ့နော်အပြင့်ရှုံးသည့်ဆိုပြီးခြေရတိုးလာတော့တွေ့ရတယ်ခြေရပြင်းလာတာပေါ့ဘာလို့လဲဆိုရင်စပါအနေနဲ့ကလည်းဒီလွန်ခဲ့တဲ့ရက်ကပဲဒီအက်မာဒိုးနဲ့ဆော့ခဲ့ရတဲ့အတွက်ကြောင့်မလို့ပွဲပန်းသားရလို့တော့ထင်ရတာပဲအဲ့ဒါမို့လို့ခြေရဒီ25ပြားရှုံးရနေပြီးတော့အပြင့်ရှုံးသည့်တိုးပြီးတာတော့တွေ့ရတယ်ပေါ့ ျွန်တော်အနေနဲ့ပြောရရင်တော့ဒီနှစ်သိန်းတွေးဆမှုကိုဒီညမှာတော့ဂိုးပေါ်မယ်လို့ထင်ရတယ်ပေါ့ဒါပေမဲ့ဂိုးပေါင်းကြီးရလဲ၃လုံးပေါ်မှာ15ဆိုတော့နည်းတယ်လို့ပြောရမယ်ခင်ဗျဂိုးပေါ်တော့ပေါ်လာမှာဒါပေမဲ့ကျွန်တော်ကတော့ဒီခြေကိုမကျတဲ့အတွက်ကြောင့်မလို့ဘော်ဒီကိုပဲရွေးချယ်ခြင်းနေဗျတကယ်လို့တရေကြားခဲ့မယ်ဆိုရင်တော့မပေါ့နော်ဒီစပါးကခြေပြအောင်မှာဆိုတော့ကျွန်တော်အနေနဲ့ကတော့စပါးဘော်ဒီကိုပဲရွေးချယ်ခြင်းနေ